ကဲဆင်းရုံအတကြီးတစ်ခုဒါမှမဟုတ်ရေကာတာအကြီးကြီးတစ်ခုအမြန်လာမကြီးတစ်ခုဖောက်တော့မယ်ဆိုပါတော့တာဒီကဖွံ့ဖြိုးတိုးတက်မှုဥဒတ်တော့ဟုတ်တယ်ဒါပေမဲ့ပဝန်ချင်းကိုရောဘလောက်ထိခိုက်နိုင်မလဲအဲ့ဒီတော့ဒီလိုကြီးမားတဲ့စီမံကိန်းတွေမစခင်မှာအချိုးနဲ့အဖြစ်ကိုဘလို့ချိန်လို့ဆုံးဖြတ်ကြတယ်လေအဲ့ဒါကိုဒီနေ့အတူတူကြည့်ကြရအောင်ဟုတ်ပြီဒီလိုအခြေအနေမျိုးကိုတစ်ချက်လုံးမြင်အောင်ကြည့်ရအောင်ကိုယ့်ရဲ့မြို့ကိုယ့်ရဲ့ရွာနာမှာဖွံ့ဖြိုးရေးစီမံကိန်းအကြီးစားတစ်ခုဝင်လာတော့မယ် ဒီဘက်မှာကျတော့အလို့အကွမ်းအခွင့်လန်းဒီစီဝါရေးတိုးတက်မှုတွေကတော်တော်လေးမလုံးသေးနေတာပေါ့ဒါပေမဲ့နောက်တစ်ဖက်မှာလည်းလေတို့ရေတို့ညံ့မှုတွေဖြစ်လာမလားဆိုတော့စိုးရင်စိတ်ကလည်းဝင်လာတော့အဲ့ဒီတော့ဒီလိုအကောင်းနဲ့အဆိုးတွန်းတွန်းနေတဲ့ကိစ္စကိုဘယ်လိုများဆုံးဖြတ်ကြမလဲဗျာတော်သေးတာပေါ့ဗျာဒီလိုစီမံခင်းတွေကိုမြေတပေါက်တောင်မတူးခင်မှာပဲဖြစ်လာနိုင်တဲ့အကျိုးသက်ရောက်မှုတွေကိုကြိုတင်တက်ချက်ပြီးအပြေရှာဖို့အတွက်စနစ်တကျချမှတ်ထားတဲ့လုပ်ငန်းစဉ်တစ်ခုရှိနေတယ်ဆိုတာပါပဲ။ အဲ့ဒီလုပ်ငန်းစဉ်ကိုတရားဝင်အခေါ်ဝန်နဲ့ပြောရမယ်ဆိုရင်တော့ပဝင်းကျင်ဆိုင်ရာတန်ရောက်မှုစမ်းစစ်ခြင်းလို့ခေါ်ပါတယ်။လူသိများတဲ့အတူကောက်ကတော့ EIA ပေါ့။ရိုးရိုးရှင်းရှင်းပြောရရင် EIA ဆိုတာကစီမံကိန်းတို့ကြောင့်ဖြစ်လာနိုင်တဲ့ကောင်းကျိုးဆိုးကျိုးတွေကိုကြိုတင်ခန့်မှန်းတယ်။ပြီးတော့အဲ့ဒီဆိုးကျိုးတွေကိုဘလို့စီမံခန့်ခွဲမလဲဆိုတာကိုစနစ်တကျလေ့လာတာပါပဲ။ဒီနေရာမှာတော့ချက်ကပါလဲဆိုတော့ EIA ဟာစီမံကိန်းတွေကိုပိတ်ပင်တားမဲဖို့မဟုတ်ပါဘူး။ အဲ့ဒါထက်စိုးကျိုးတွေကိုကြိုတင်ကောက်ွက်ဖို့တက်အဓိကရည်ရွယ်တဲ့ဒူးတစ်ခုကိလိယာတစ်ခုတာဖြစ်ပါတယ်။ပို့ပြီးတော့မမမီးလို့ရအောင်ပြောရရင်တဟာစီမံကိန်းတစ်ခုအကောင့်တွေမဟုတ်ခင်မှာသူ့ရဲ့ကျမ်းမာရေးကိုကြိုတင်စစ်ဆေးတာနဲ့အတူတူပါပဲ။ဘလို့အားတချက်တွေအားနည်းချက်တွေရှိလာနိုင်မလဲဆိုတာကိုကြိုသိနိုင်အောင်လုပ်ခဲ့တဲ့ဘောပါပဲ။ကဲဒီလို EI ရေကိုလက်တွေ့မှာဘလို့အဆင့်တွေနဲ့လုံဆောင်ကြတယ်လေ။နိုင်ငံတကာမှာအသုံးပြုနေတဲ့လုပ်ငန်းစဉ်ကိုတဆင့်ချင်စီလေ့လာကြည့်လိုက်ကြရအောင်။ ပထမဆုံးအပိုင်းကတော့အခြေခံအကျဆုံးမဲခွန်းလေးနဲ့စတာပေါ့ဒီစီမံခန့်အတွက် EIA တကယ်ရောလိုအပ်ရလားဆိုတာကိုအရင်ဆုံးစစ်ဆေးပါတယ် screening လုပ်တယ်ပေါ့လိုအပ်တယ်ဆိုရင်တော့တိတ်ကိုအရေးကြီးရဲ့ scoping အဆင့်ကိုရောက်လာပါပြီဒီမှာပါလို့တယ်လဲဆိုတော့အများကြီးချဲကနေဘယ်အချက်တွေကိုအဓိကထားပြီးလေ့လာမလဲဆိုတာကိုအဓိကသတ်မှတ်တာပါဒါမှအစီရင်ခံစာကဟိုတစ်ခုဒီတစ်ခုနဲ့ဆွေးဆုံကြမ်းကြည့်လို့ဖြစ်မနေပဲတကယ်အရေးကြီးတဲ့အချက်တွေပေါ်မှာပဲအာရုံစိုက်နိုင်မှာပေါ့ဟုတ်ပြီဒုတိယအပိုင်းကတော့ AI ရဲ့အတဲနှလုံးလွှဲတောင်ပြောလို့ရပါတယ်။ဒီမှာသိပ္ပံပညာရှင်တွေကစုံထုတ်တယ်လို့ပဲအင်းဆုံးလက်ရှိပတ်ဝန်းကျင်အခြေအနေကဘယ်လိုရှိနေသလဲဆိုတာကိုအသေးစိတ်လေ့လာပါတယ်။ baseline study ပေါ့။ပြီးတော့မှအဲ့ဒီအခြေခံအချက်လက်တွေပေါ်မူတည်ပြီးစီမံကိန်းသာဆက်လိုက်ရင်ဘာဒီပြောင်းလဲသွားမလဲဆိုတာကိုခံမှန်တွက်ချက်ပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီပြောင်းလဲမှုတွေကဘယ်လောက်အထိအရေးကြီးပြီးပြင်ချက်နိုင်လဲဆိုတာကိုအကဲချက်တဲ့အစဉ်ပေါ့။နောက်ဆုံးအပိုင်းကတော့ဆုံးဖြတ်ချက်ချပြီးအရေးယူဆောင်ရွက်ရမယ့်အပိုင်းပါပဲ။ ခမှန်းထားတဲ့စိုးကျိုးတွေကိုဘယ်လိုလျှော့ချမလဲဆိုတာ mitigation plan ဆိုရတယ်။ပြီးတော့မှအာဏာပိုင်တွေကစီမံကိန်းကိုခွင့်ပြုမလား၊ပယ်ချမလား၊ဒါပေမဲ့စီကမ်းချက်တွေနဲ့ခွင့်ပြုမလားဆိုတာကိုဆုံးဖြတ်ပါတယ်။ဒါပေမဲ့အရေးကြီးဆုံးတစ်ခုကပါလဲဆိုတော့စီမံကိန်းစပြီးရနောက်မှာလေခမှန်းချက်တွေအတိုင်းဟုတ်မို့ကတိတွေအတိုင်းလိုက်နိုင်ရလားဆိုတာကိုစောင့်ကြည့်လေ့လာဖို့ပါပဲ။ monitoring ပေါ့။ဝန်ထဲဆရာကတော့ဒီစောင့်ကြည့်လေ့လာခြင်းဟာတဲ့အရေးကြီးပေမဲ့ လက်တွေ့မှာတော့အားအနေဆုံးနဲ့အပေါက်ပြဲဆုံးကွင်းဆက်တစ်ခုလို့ထင်နေတာပါတယ်။အခုနကပြောခဲ့တဲ့ mitigation တရားမူတွေကိုလျော့ပါတက်တာစေခြင်းဆိုတာကိုနည်းနည်းအသေးစိတ်ကြည့်အောင်။ဒါက EIA တစ်ခုလုံးရဲ့အန်တီမရီမန်းချက်လို့တောင်ပြောလို့ရပါတယ်။ဒီနေရာမှာတိတ်ကိုအစွမ်းထက်တဲ့ pyramid ပုံစံယွတိပေရာတစ်ခုရှိပါတယ်။ Damitigation hierarchy လို့ခေါ်တာပေါ့။နံပါတ်1အကောင်ဆုံးနိလန်ကတော့ဆိုးကျိုးတက်ရောက်မှုကိုလုံးဝမဖြစ်အောင်ရှောင်လိုက်တာ avoid ပါပဲ။ဥပမာ ထိခိုက်လွယ်တဘာဝပဝင်းချင်းနေရာတစ်ခုကိုလမ်းမဖောက်ဖေးရှောင်းဝင်းဖောက်လို့တာမျိုးပေါ့အဲ့ဒါမဖြစ်နိုင်ဘူးဆိုရင်တော့ဒုတိယအဆင့်တယောက်မှုရဲ့ပြင်းထန်မှုကိုလျှော့ချရပါမယ် reduce အဲ့ဒါပြီးမှပျက်စီးသွားတာကိုပြန်လည်ပြီးဖြစ်တာ remedy နောက်ဆုံးတကယ်ကိုမဖြစ်မနေထိခိုက်သွားတဲ့အတွက်အခြားတစ်နေရာမှာပဝင်းချင်းဆိုင်ရာအကျိုးကျေးဇူးတစ်ခုခုနဲ့အစာထိုးပြန်ပေးတာမျိုး compensate လုပ်ရပါတယ် ဒီနေရာမှာတတိထရမှာကဒီလိုလောပါတတစီရေဆောင်ရွက်ချက်တွေဟာဒီလိုလေးလုပ်ရင်ကောင်းမယ်ဆိုတဲ့အကြံပြုချက်တသက်မဟုတ်ဘူးဆိုတာပါပဲ။ဒါတွေဟာစီမံကိန်းရဲ့ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ် EMP ထဲမှာတရားဝင်လည်နိုင်ရမယ်။ဥပဒေနဲ့အညီချိနှောင်ထားတဲ့စီကံချက်တွေဖြစ်လာတာပါ။ကဲဒီတဘောတရားတွေဒီလုပ်ငန်းစဉ်တွေကိုမြန်မာနိုင်ငံမှာ တော့လက်တွေ့ဖလို့အသုံးချနေတယ်လေအဲ့ဒါလေးကိုအနည်းကလေ့လာကြည့်လိုက်ကြရအောင် မြန်မာနိုင်ငံမှာဆိုရင် DEI ရဲ့လူကန်စင်ကိုထိန်းချုပ်ဖို့အထက်ခိုင်မာတဲ့ဥပဒေမူပေါင်းလေးရှိပါတယ်။အဓိကကျတဲ့ဥပဒေကတော့2012ခုနှစ်ပဝင်းကျင်ထိန်းသိမ်းရေးဥပဒေပေါ့။အသေးစိတ်အလုပ်ထုံးလုပ်နည်းတွေကိုတော့2015ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ EI Procedure မှာအတိအကျဖော်ပြထားပါတယ်။ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုအထက်တာဝန်ယူကြည့်ချက်တာကတော့တင်စာတက်နဲ့တဘာဝပဝင်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန MONREC ဖြစ်ဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့လူထုလူလေးမှစိတ်ဝင်စားစရာတစ်ခုကစီမံကင်းတွေကိုအစ်စ်နှမျိုးခွဲခြားထားတာပါပဲပထမတစ်မျိုးကတရားမှုနေပြီးဒေတာတရအစ်စ်လောက်မှာပဲရှိတဲ့စီမံကင်းကြီးတွေအဲ့ဒါတွေတော့ဆိုရင်တော့ IEE လို့ခေါ်တဲ့ကနူးပေါင်းဝန်ချင်းစမ်းစစ်ခြင်းကိုပဲပြုလုပ်ဖို့လိုအပ်ပါတယ်ဒါပေမဲ့ရေအားလက်စစ်ဆေးလိုမျိုးကြီးမားပြီးတိတာထင်ရှားတဲ့တရားမှုတွေရှိနိုင်တဲ့စီမံကင်းကြီးကိုတွေ့ကြတော့အပြည့်အစုံဖြစ်တဲ့ EIA ရဲ့လုံခြုံရေးကိုမဖြစ်မနေလို့ဆောင်ရမှာပါဒါပေမဲ့ဒီနေရာမှာအရေးကြီးဆုံးမေးခွန်းတစ်ခုရှိလာပါပြီ။ ဥပဒေနဲ့လက်ထုံးလုပ်နည်းတွေဆက်ရွက်ပုံမှာဘလောက်ပဲကောင်းမွန်ခိုင်မာနေပါစေလက်တွေ့မှာရောပဝင်းချင်းကိုတကယ်အကားခွဲပေးနိုင်ရဲ့လားဒီနေရာမှာပညာရှင်တွေကမှပြောလို့ရှိတဲ့စကားတစ်ခုရှိတယ် paper ai ပြဿနာပေါ့ဆိုလိုတာက ai ရဲ့လုပ်ငန်းစဉ်တစ်ခုလုံးဟာတကယ်အနှစ်သာရမပါပဲဆက်ရွက်ပုံမှာအစီရင်ခံစားတစုံထပ်လာဖို့အတွက်ပဲလိုရတဲ့ bureaucracy စံတဲ့အလုပ်တစ်ခုဖြစ်သွားနိုင်တဲ့အန်တီးရဲ့ပါပဲအဲ့ဒီတော့မေးစရာရှိတာက အရေးရေဆိုတာစီမံကိန်းတစ်ခုအတက်လုံယိုးလုံးစင်အတွင်းကြော်ဖြတ်ရမယ်အစင်တစ်ခုတတ်တက်ပေးလာ။ခိုင်မာလဲဥပဒေမူပေါင်းဒီရှိနေပြီမဲ့လက်တွေမှာဘလို့စင်ခုံမှုတွေကဒီလုပ်ငန်းစဉ်ရဲ့အစွမ်းကိုအားနေစေနေတယ်လေ။လက်တွေမှာတော့စင်ခုံမှုတွေကအများကြီးပါပဲ။ဥပမာအရေးသွေးမြင့်စီရင်ခန်းစားတွေရေးဖို့တော့အဲ့ဒါတွေကိုပြန်သုံးသပ်ဖို့ပါ။ကျွမ်းကျင်သူတွေမလုံလောက်ဘူး။နောက်ပြီးစီကန်လိုက်နာမှုရှိမရှိစောင့်ကြည့်ယူဖို့အရေးမြင့်ကလည်းမရှိပြန်ဘူး။လူလူတွေ့ဆုံပွဲတွေကလည်း တခါလေဟန်ပြတက်တက်ဖြစ်သွားတတ်တယ်။ပြီးတော့စီမံကိန်းငယ်လေးတွေအများကြီးရဲ့စုပေါင်းတက်ရောက်မှု cumulative impact ကိုတွက်ချက်ဖို့ကလည်းတော်တော်လေးကိုခက်ခဲပါတယ်။ဒါကြောင့်နောက်ဆုံးမှာတော့ဒီလိုနှီးကုန်းချုပ်လို့ရမယ်ခင်ပါတယ်။စာရက်ပေါ်မှာဘလောက်ပဲပြည်ပြည်စုံတဲ့ဥပဒေတွေလုပ်ငန်းစဉ်တွေရှိနေပါစေအဲ့ဒါတွေကိုတကယ်ပဲအသက်ဝင်လာအောင်လူဆောင်မဲ့နိုင်ငံရေးဆိုင်ရာစိတ်ဆန္ဒ political will နဲ့ပြည်သူလူထုရဲ့တက်ကြွတဲ့ပါဝင်မှုတွေမရှိရင်အရာအလုံးကအချင်းကြီးဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်ဒီမေးခွန်းလေးနဲ့ပဲအဆုံးသတ်ချင်ပါတယ်။ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ကောင်းစဉ်အောက်မှာဒီလိုကြိုတင်ဆန်းစစ်မှုတွေမလုပ်ပဲမစတင်ခင်ကြိုမကြည့်ပဲရှေ့ဆက်တိုးမယ်ဆိုရင်ကျွန်တော်တို့ပေးဆက်ရမယ့်တန်ဖိုးကတကယ်ပဲဘလောက်ကြီးမားနိုင်မလဲဆိုတာကိုစဉ်းစားစရာပါပဲ။